မင်္ဂလာပါအလဲဝန်တိုင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ Trump ကမြန်မာနိုင်ငံအပါဝင်နိုင်ငံ၁၂နိုင်ငံမှနိုင်ငံသားများကိုအမေရိကန်သို့ခရီးသွားလာခြင်းပိတ်ပင်ဆိုတဲ့နောက်ဆုံးညနေခင်းသတင်းအပါဝင်နေပြည်တော်လက်ဝဲမြို့အနီးတွင် Richter scale ၄အဆင့်ရှိနောက်ဆက်တွဲငလင်လှုပ်ခတ်တယ်ဆိုတဲ့သတင်းမန္တလေးငလင်ကြီးကြောင့်ယာယီဆိုင်ခဲ့ရတဲ့အစိုးရဓမ္မစရိယနဲ့ပါဠိပထမပြန်စာမိုးပဲပြန်လည်ကျင်းပရာ ။အင်ဒရာမျိုးတွင်ဖြည့်ဆို့သူတန်ဃာတိလရှင်အပားရဲ့290ကျော်ရှိရဲဆိုတဲ့တင်။ရိုက်တာကိုခေါ်ရမစီးဒီအသင်းသဘောတူညီမှုရရှိခဲ့ပြီလို့သတင်းတွေထွက်တယ်ဆိုတဲ့တင်။အစရှိတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဥဆုံးသတင်းမို့အနေနဲ့ထရန့်ကမြန်မာနိုင်ငံအပါဝင်နိုင်ငံ17နိုင်ငံမှာနိုင်ငံသားများကိုအမေရိကန်သို့ခီးသွားလာခြင်းပိတ်ပင်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံအပါအဝင်နိုင်ငံ၁၂နိုင်ငံမှနိုင်ငံသားများကို အမေရိကန်တို့ခီးသွားလောက်ခင်ပိတ်ပင်တဲ့အမိန့်ကိုလက်မှတ်ရထိုးခဲ့တယ်လို့အင်ဂျီရောကဇွန်လ၄ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။ကော်လိုရာဒိုပြည်နယ်မှာဂျူးဆန္ဒပြပွဲကိုကဗူးတက်ကမီးလောင်စေသောလက်နက်အဖြစ်အသုံးပြုသောတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့်အခုအစီအမံကိုချမှတ်လိုက်ခြင်းဖြစ်တယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ကော်လိုရာဒိုဆန္ဒပြပွဲကိုတိုက်ခိုက်ခဲ့တဲ့အမျိုးသားမှာအမေရိကန်နိုင်ငံကိုတရားမဝင်ဝင်ရောက်လာသူဖြစ်တယ်လို့အမေရိကန်အာဏာပိုင်များကပြောကြားခဲ့ပါတယ်။ခီးသွားလာမှုပိတ်ပင်ချက်အသစ်တွင်အမေရိကန်ပြည်ထောင်စုကပိတ်ပင်သောနိုင်ငံများမှာ အာဖဂန်နစ္စတန်မြန်မာချက်ကွန်ဒိုသမရနိုင်ငံအီကွေတိုရီယယ်ဂီနီအီရီထရီးယားဟေတီအီရန်လီဗျာ ဆိုမာလီယာဆူဒန်ဂျီမင်တို့ဖြစ်ပါတယ်။ထရန့်ကဘူရွန်ဒီကျူဘားလာအိုဆီယာလီဂွန်တိုဂိုတာမီနစ်စတန်ဗင်နီဇွဲလာတို့မှခီးသွားများကိုတစ်စိတ်တစ်ပိုင်းပိတ်ပင်မှုကိုလည်းချမှတ်ခဲ့ပါတယ်။ရဲနိုင်ငံတို့မှယာယီအလုပ်ဗီဇာအချို့ကိုမူခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ပိတ်ပင်မှုများသည်ဇွန်လ9ရက်တွင်စတင်အကျုံးဝင်မယ်လို့အင်ဖြူရာကပြောကြားခဲ့ပါတယ်။မကြာသေးမီကကိုလိုရာနိုပြည်နယ်ဘူတာကအကြမ်းဖက်တိုက်ခိုက်မှုဟာတည်တည်ကြာကြာစစ်စစ်တာမျိုးမရှိပဲကျွန်တော်တို့ရဲ့နိုင်ငံတွေကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေဝင်လာတာကြောင့်ကြုံရတဲ့အဆုံးရောက်အနေရကိုမိမောင်းထူပြနေပါတယ်လို့သမရယုံကပြောကြားတယ်။ဗီဒီယို ီယိုမက်ဆေ့တွေထရန့်ကပြောကြားခဲ့ပြီးအဆိုပါဗီဒီယိုကို X တွင်ပို့တင်ခဲ့ပါတယ်ကျွန်တော်တို့ကသူတို့ကိုအလိုမရှိပါဘူးလို့ထရန့်ကပြောကြားခဲ့ပါတယ်ပြည်ပင်မှုတွေအမေရိကန်ပြည်ထောင်စုကနေဒါမက္ဆီကိုတို့နဲ့ပူးရဲအင်ရှင်လုတ်တယ်2026ကမ္ဘာဖလားပြိုင်ပွဲတွင်ပါဝင်ရှင်းပြိုင်ကစားကြမယ်အားသာသမားများကိုတက်ရောက်စေမှာမဟုတ်တယ်လို့2028လောအင်ဂျလီအိုလံပစ်ပြိုင်ပွဲအားသာသမားများကိုလည်းတက်ရောက်မှာမဟုတ်ဘူးလို့ထရန့်အမေရိကန်တွင်ဖော်ပြထားပါတယ်နေပြည်တော်လေဝင်းမြို့အနီးတွင် Richter scale လင်းအစင်းရှိနောက်ဆက်တွင်ငလင်လှုပ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ နေပြည်တော်လေဝင်းမြို့အနီးတွင် Richter scale ၄အဆင့်ရှိနောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနှင့်ဇလားဗေဒညောင်းကြားမှုဦးစီးဌာနကနေထုတ်ပြန်ပါတယ်။ဇော်လ9ရက်နေ့နဲ့8နာရီ17မိနစ်ခန့်တွင်လေဝင်းမြို့၏အနောက်တောင်ဘက်12မိုင်ခန့်အကွာအနက်30ကီလိုမီတာတွင် Richter scale ၄အဆင့်ရှိနောက်ဆက်တွဲငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့မိုးဇလားထုတ်ပြန်ချက်အရသိရပါတယ်။ရင်းသွေးငလျင်လှုပ်ခတ်မှုကြောင့်နေပြည်တော်နီးတဝိုင်းရှိအချင်းအပြညာစာသင်ကျောင်းများတွင် တက်ရောက်နေတဲ့ចောင်းသားចောင်းသူအချို့ចောင်းအဆောက်အုံမှာထွက်ပြေးလာတဲ့အခြေအနေများနဲ့မိဘများကចောင်းပြင်မှာဆူယုံရောက်ရှိနေတဲ့အခြေအနေများလူမှုကွန်ရက်စာမျက်နှာများတွင်ထပ်ပေါ်လျက်ရှိတာကိုတွေ့ရပါတယ်။အင်အားဖြင့်ကလေးလှုပ်ခတ်မှုအပြီးတွင်ဇွန်လ9ရက်နေ့နဲ့အထိနောက်ဆက်တဲ့ကလေး189ကြိမ်ခန့်အထိလှုပ်ခတ်ခဲ့တယ်လို့ဘူဇလာကထုတ်ပြန်ထားပါတယ်။မန္တလေးငလျင်ကြီးကျောင်းရာရဆိုင်ခဲရတဲ့အစိုးရဓမ္မစရိယနဲ့ပါဠိပထမပြန်ဆောင်ဝဲပြန်လည်ကျင်းပခဲ့ရဟင်းသနာမျိုးတွေဖြည့်ဆို့သူတန်ဃာတိလရှင်အပါ290ကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ မန္တလေးငလင်ကြီးကျောင်းရာရဆိုင်ခဲ့ရတဲ့အစိုးရဓမ္မစရိယနဲ့ပါဠိပထမပြန်ဆမ်မွေးပြန်လည်ကျင်းပခဲ့ရာနှင်းစရာမျိုးတွင်ဖြစ်ဆိုသူတန်ဃာတိလရှင်ပါရ290ကျော်ရှိကြောင်းသိရပါတယ်အဆိုပါဆောင်ဝဲကြီးကိုဟင်းသရာမျိုးမိုးကောင်ပရိယတ်တိစာတင်လိုက်ကြီးရှိအောင်ပြေဖြိုးဦးသာသနာပိမံတော်ကြီးမှာဟင်းသရာစာပြေဌာနအဖြစ်ဇွန်လ2ရက်နေ့ကနေဇွန်လ10ရက်နေ့အထိကျင်းပနေခြင်းဖြစ်ပါတယ်။အသလင်းငလင်ကြီးမှာရရဲ့ဆိုင်ထားခဲ့ရတဲ့အဆိုရဓမ္မစရိယနဲ့ပါဏိပထမပြန်ဆောင်ဝဲကြီးကိုပြန်လည်ကျင်းပပေးခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ဩဝါဒစရိယကျေးဇူးတော်ရှင်မိုးကောင်းဆရာတော်ကြီးအမှုပြုတဲ့ကြီးကျက်ရေးဆရာတော်များကကိုယ်တိုင်ကြီးကျက်ကျင်းပလျက်ရှိပါတယ်။ဟင်္သရစာပြေဌာနမှာတန်ဃာတိလရှင်ဖြူဆိုသူစုစုပေါင်း289ပါရှိပါတယ်။အခြေပြုမူလတန်းမှာ139ပါပထမငယ်တန်းမှာ98ပါပထမလက်တန်းမှာ54ပါနဲ့ပထမကြီးတန်းမှာအပါး20ဖြူဆိုကြပါတယ်လို့ဟင်္သရခရင်သာသနာရေးမှူးဦးသိန်းစော်ကပြောကြားပါတယ်။ ဟင်္သာမြို့မှာပြန်လည်ကျင်းပခဲ့တဲ့အစိုးရဓမ္မစရိယနဲ့ပါဏိပထမပြန်ဆောင်ပွဲမှာသရင်သင်းတန်ဃာတိလရှင်363ပါရှိပြီးပြက်ကွက်84ပါရှိကြောင်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရိုင်းတာကိုခေါ်ယူဖို့မက်ဆီဒီသင်းတဘောတူညီမှုရရှိခဲ့ပြီလို့သတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။မက်ဆီသင်းဟာ AC မီလန်ကွင်းရဲ့ကစားသမားရိုင်ဒါကိုပေါင်99သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။ မစီစဉ်ဟာယခုနေရာဒီအတင်းကိုအပြောင်းလဲကြီးကြီးမားမားပြုလုပ်ဖို့စီစဉ်နေပြီကလပ်ကပဗလာပြိုင်ပွဲမစတင်ပြီကစားသမားအသစ်တွေခေါ်ယူဖို့စီစဉ်နေတာဖြစ်ပါတယ်အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရမန်စီးတီအတင်းဟာရိုင်တာနဲ့အရင်ဘက်ကတည်းကပုံကိုရေးသဘောတူညီမှုရရှိထားပြီးအခု AC မီလန်အတင်းနဲ့ပြောင်းရွှေ့ခြင်းအတွက်သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်မန်စီးတီအတင်းဟာရာသီကုန်မှာအတင်းနဲ့လန်ခွဲခဲ့တဲ့ဒီဘရိုင်းနာနဲ့အခုနေမှာအတင်းကထွက်ခွာပွဲရှိနေတဲ့ဂရီလစ်တို့ရဲ့နေရာတွေမှာအစားထိုးဖို့ကွင်းလယ်ကစားသမားအသစ်တွေရှာဖွေနေတာဖြစ်ပါတယ် မန်စီးတီးအသင်းနေနဲ့အခုနေတာလန်ကွင်းလယ်ကစားသမားရိုင်တာ26နှစ်ကိုခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီးလိုင်ယွန်သင်းကပြင်သစ်ကွင်းလယ်ကစားသမားချခေကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါဗျ။လိုင်ယွန်တိုင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနားဆင်ပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။